ေသမ ्या အလုံးမင်္ဂလာခင်ဗျမနှပြံမနဲ့ခွန်နာဤကိုယ့်ရဲ့အချိန်ကိုရောက်ရင်159 29ပြန်ဝေးစတင်တော့မှာပါကျွန်တော်တို့ဆိုလုံးနဲ့ကော့ထုံပွဲကိုညှင်းကြအောင်ပေါ့ဗျာအခုဒီညမှာတော့တပ်ပိုင်အောင်ကရှုံးပွဲဂျုံသွားခဲ့ပြီပေါ့အဲ့တော့မနှပြံမနဲ့မှာသမ်နီဆိုဤဆိုလုံးရဲ့ပွဲရောက်ရှိလာမယ်ပြီးရင်ကျွန်တော်တို့တလင်းကလေးလေးကိုရောက်ရင်ရှင်းဖိုက်တာလေးကြိုရှော်ပန်းထိုးရပွဲကိုကြည့်ရမှာပေါ့အခုသမ်နီဆိုဤဆိုလုံးရဲ့ပွဲကို ါဒေဝရဲ့ခံမှန်းချက်လဲထွက်ပေါ်လာတယ်ပေါ့လေဒေဝကတော့မြမလဝိဝါဒနာရှင်နေတည်ပြီးသားပါမြမလဝိရှံပြအောင်လည်းဖြစ်တယ်မြမလဝိကစားသမားတွေပုံမှန်လဲဒီနေ့ထိဇေနာကောင်းရှိသေးတဲ့ဖိုင်တာတယောက်ပေါ့လေသူဒီဘက်မှာတမ်နီဆိုယီကိုအရန်နိုင်သိကျင်တယ်လို့လည်းထုတ်ပြောထားပါတယ်ဗျပြီးတော့နဗီနဲ့ထုံမဲ့ပွဲမတိုင်ခင်မှာသူရှိတဲ့ကမ္ဘောဒီးယားကိုလာပြီးတော့၄ကျင်မှာဆိုပြီးတော့ စိုးကြီးကိုဒေဝဖိတ်ခေါ်တာလဲပြိတ္တတွေမှတ်မိနေဦးမှာပါသူကအခုကော့ပထွန်နဲ့ပွဲမှာကော့ပထွန်ကကောင်းတော့ကောင်းတယ်ဒါပေမဲ့တမ်ရီစိုးကြီးရဲ့ထိုးအားနဲ့လှုပ်အားနှုန်းကပိုပြီးတော့အလုပ်ဖြစ်လိမ့်မယ်လို့ဒေဝကတော့ယူဆထားတယ်ဗျဒါတမ်ရီစိုးကြီးကတော့ရှေ့မှာသူနိုင်ခဲ့တဲ့သုံးပွဲကအလဲထုံးနဲ့နိုင်တယ်နှစ်ပွဲကတော့သူဒီအမှတ်နဲ့ရှုံးခဲ့တယ်ပေါ့ကော့ပထွန်ကတော့သုံးပွဲထိုးထားတယ်နှစ်ပွဲနိုင်တယ် တပွဲရှုံးတယ်။နောက်ဆုံးထိုးခဲ့တဲ့ပွဲကတော့သူကထိုင်းကင်ဖိုင်တာတော်တော်မာပါတယ်ဆိုတော့ Super Black ကိုအမတ်နဲ့အနိုင်ယူထားတော့အဲ့ဒီချက်ကစဉ်းစားကြည့်ကောင်းနေတယ်။ဒီပွဲမှာ Soulin 3ထားမှာရှေ့ကန်ချက်မဟုတ်ပြ။ဝမ်းက Soulin ကိုနိုင်ပွဲရစေခြင်းလို့ Copton နဲ့ပေးလွှတ်တာလားဆိုတာမျိုးလဲတွေးကြည့်ကြင်စရာကောင်းတယ်ပေါ့။ဘာကြောင့်လဲဆိုတော့ Copton ကလည်းလက်တီးသမားပြ။ Soulin ကလည်းလက်တီးကိုအားပြုရလို့ဒီတော့ဒီပွဲမှာ Soulin အရင်နေခဲ့ရင်တော့ ဟိုနင်းပိုင်ကမရှိတော့ဘူးဗျာကိုအားနေလို့ရှုံးတယ်ဆိုတော့လက်ခံရတော့မယ်ပြီးတော့သုံးပွဲဆက်တိုက်ရှုံးနေသွားတာဖြစ်တဲ့အတွက်စာချုပ်ထဲမှာပါရှိတဲ့ပွဲရည်တွက်ကလည်းမဲတထက်နဲလာဖြစ်သွားတော့မယ်အမေရိကန်ဒေါ်လာတစ်သိန်းနဲ့စာချုပ်ထဲမှာပါဝင်တဲ့ပွဲရည်တွက်ပေါ့လေအဲ့တော့ကိုက new contract လို့ပြောတဲ့စာချုပ်သေးရဖို့ဟာအခွင့်အလမ်းတော်လေးမှိမ့်မိန်သွားမယ်အချိန်လေးရောက်သွားမှာဗျကန်ဆိုးခဲ့ရင် one friday fight ကိုပြန်ဆင်းပြီးထိုးရတဲ့အချိန်တွေတော့ရောက်သွားနိုင်တယ်တကယ်လို့ cop ထုံးကိုနိုင်ခဲ့ရင်တော့1 fight night တို့ ဒါ1တော့မှမျောလင့်နိုင်သေးတယ်လေ1တို့1 final တို့ဆိုတာထိုးကြီးလက်မြင့်တယ်ပြီးတော့ပွဲမှာ core hydrogen test တွေအောင်းတယ်ဝိတ်ချိန်တာလည်း okay တယ်ဆိုရင် bonus မျောလင့်ခွင့်တော့မှ American dollar 5000တောင်ရှိတယ်ဗျဟိုမှာ American dollar 1000ပဲရှိရလေ1 Friday 5မှာဒီတော့ဒီခွင့်ရတွေအားလုံးကိုဆိုလင်းကိုဆုံးရှုံးရတဲ့အချိန်တွေရောက်သွားမှာပေါ့လေ cop ထုံးကတော့ဒီပွဲမှာသူ့ရဲ့ background ရိုက်ချက်ကိုပဲအားပြုလိမ့်မယ်သူက background ရိုက်ချက်အရင်ကောင်းတယ်ပြီးတော့လက်သီးတွဲလုံးတွေကိုအားပြုလိမ့်မယ် ီတော့အဲ့ veteran ရိုက်ချက်ကိုဘယ်လို defense လုပ်မလဲဆိုတာကိုတမ်နီဆိုကြီးအနေနဲ့စဉ်းစားထားလို့တယ်ဆိုလူးအနေနဲ့နှစ်ပွဲဆက်လက်ရှုံးခဲ့ပြီးဆိုတော့ဒီပွဲမှာနိုင်ပွဲပြန်ရဖို့တေးရှာပြင်ဆင်ထားလိမ့်မယ်လို့ယုံကြည်ပါတယ်ဒေဝါကတော့ဒါဆိုလင်းဦးဟာဒီပွဲမှာနိုင်လိမ့်မယ်နှစ်ပွဲဆက်ရှုံးမှုဖောက်ထွက်ပြီးတော့နိုင်ပွဲနဲ့တူပြန်လာလိမ့်မယ်ဟိုတမ်နီဆိုကြီးကိုသူယုံပါတယ်ဆိုပြီးတော့ထုတ်ပြောထားရပြဒီတော့ဒေဝါရဲ့ခံမှန်းချက်မှန်ကန်ပါမလားဆိုတာ မနေ့ကမနေ့အောင်ကျွန်တော်မြင်တွေ့ရပါတော့မယ်ကျွန်တော်တို့ဒီညမှာတပ်ပိုင်အောင်ကရှုံးခဲ့ပြီဆိုတော့မနေ့ပြန်မနေ့မိုးလင်းတဲ့ချိန်မှာမြန်မာဖိုက်တာတယောက်အထူးဖြင့်ပြိတ္တတွေအရန်ကိုချစ်ကြတဲ့ဆိုလုံးရဲ့နိုင်ပွဲနဲ့အတူမနေ့ခင်းတဲ့တခုကိုကြိုဆိုခွင့်ရယူချင်ပါတယ်ဒေဝခံမန်းတာလဲမှန်ကန်ပါစေလို့ဒီညနေ့ဆုတောင်းလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးပြိတ္တအားလုံးကိုသူရဲ့ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ